အားလုံးပဲမင်္ဂလာပါ။မြန်ခရစ်တန်နေပြန်ပြီးတော့ကြိုးစားပါရစေ။ကျွန်တော်ဒီဗီဒီယိုမှာတော့ Binance ကနေပြီးတော့ Hora Airdrop ပေးသွားတဲ့အကြောင်းလေးကိုလာပြီးတော့ပြောပြပေးတာ ဖြစ်ပါတယ်။ Binance က Hora Airdrop တွေ Launch Pool တွေဒီရက်ထဲမှာခဏခဏလာနေပါတယ်။အဲ့တော့ဒီတစ်ခေါက်လာတာကတော့ Launch Pool မဟုတ်ဘူး Hora Airdrop ဖြစ်ပါတယ်။ကျွန်တော်ရှေ့ရက်ကမှ Launch Pool အတွက်ဗီဒီယိုတစ်ပုဒ်တင်ပေးထားတယ်ပေါ့နော်။ Channel မှာတောက်လျှောက်စောင့်ကြည့်နေတဲ့သူတွေဆိုရင် Launch Pool ဗီဒီယိုတင်ပေးထားတာကိုသိပါလိမ့်မယ်။အခုတစ်ခေါက်လာတာက launch pool မဟုတ်ဘူး hora airdrop ဖြစ်ပါတယ် hora airdrop ကိုရောက်ဖို့ဆိုရင်လည်းကျွန်တော် more က launch pool ဆိုတဲ့နေရာလေးကိုပဲသွားရတာဖြစ်ပါတယ်ဒီထဲကိုရောက်ပြီဆိုရင်တော့ launch pool နဲ့ pvision ကို hora airdrop ဆိုပြီးတော့ tab နှစ်ခုရှိလိမ့်မယ်လောလောဆယ် launch pool ကပြီးတော့မပြီးသေးဘူးပေါ့နော် INIT ဆိုရဲ token နဲ့ family လုပ်လို့ရနေအခုကျွန်တော် INIT 30ကြော်ကြော်တော့ရနေပြီဘယ်လောက်ရမလဲဆိုပြီးတော့ပြန်ပြောပြပအောင်ဆိုတဲ့သူတွေအတွက်အချိန်တရက်ပဲကျန်တော့ရပေါ့နော်ဒါ30ကြော်ကြော်ရနေပါပြီ အခုလာတာက launch ပူမဟုတ်ဘူး hora airdrop ဖြစ်ပါတယ် hora airdrop ဆိုတဲ့အတိုင်းပဲကျွန်တော်တို့ BNB ကိုကင်ထားတဲ့သူတွေကို airdrop ပေးတာဖြစ်ပါတယ် BNB ကင်ထားတဲ့ဆိုတဲ့နေရာမှာကျွန်တော်တို့ကဒီတိုင်းကင်ထားလို့မရဘူးပေါ့နော် spot ထဲမှာဒီတိုင်းကင်ထားရင် airdrop ရမှာမဟုတ်ဘူး DBNB တွေကို simple end ထဲမှာသွားပြီးတော့ထည့်ထားမှတာလင်းရမှာဖြစ်ပါတယ် simple end ဘယ်လိုမျိုးလုပ်ရမလဲဆိုတာကိုကျွန်တော်မနေ့ကမှ video တစ်ပုဒ်တင်ပေးထားတာရှိရယ်ညာ crypto ရဲ့ youtube မှာသွားပြီးတော့ကြည့်လို့ရပါတယ် ဒီမှာပေါ့နော် Binance မှာအတိုးရနိုင်တဲ့ Nilan Simple N ဆိုတဲ့ခေါင်းစဉ်နဲ့ကျွန်တော်တို့ဒီဘုတ်တင်ပေးထားတယ်။ဒီ video ကိုသွားကြည့်မယ်ဆိုရင် Simple N ဘယ်လိုမျိုးလုပ်ရမလဲဆိုတာကိုနားလည်မယ်လို့မျှော်လင့်ပါတယ်။ Simple N လုတ်ထားတဲ့သူတွေကိုပဲ Hora Airdrop အနေနဲ့ပေးတာဖြစ်ပါတယ်။ BNB ကင်ထားတာများရဲ့များသလောက်ပေးတာဖြစ်ပါတယ်။ကျွန်တော်ကတော့ BNB ကင်ထားတာနည်းတာဖြစ်တဲ့အတွက်ပြန်ရတဲ့ token ပမာဏလည်းနည်းတယ်ပေါ့နော်။အခုနောက်ပိုင်း Hora Airdrop တွေကပေးတာတော့နည်းလာတာကိုတွေ့ရတယ်။ဒါပေမဲ့ကျွန်တော်တို့ဘလောက်ပဲကြာရ ပြန်ရတယ်ဆိုရင် BNB တမားတွေအတွက်ကတော့အကျိုးမယုံဘူးပေါ့နော်ဒါ BNB ကင်ထားတဲ့သူတွေအတွက်ဆိုရင်အကျိုးရှိစေတာဖြစ်ပါတယ်ဒါကြောင့်ဒီဗီဒီယိုတင်ပေးတာဖြစ်ပါတယ် airdrop ပေးသွားခဲ့တဲ့အချိန်ကတော့22ရက်နေ့မနေ့ကပေးသွားခဲ့တယ်ပေါ့နော်ကျွန်တော်တို့ဒီ snapshot ယူသွားခဲ့တဲ့အချိန်ကိုကြည့်မယ်ဆိုရင်14ရက်ကနေပြီးတော့18ရက်နေ့အတွင်းမှာ snapshot ယူသွားခဲ့တာဖြစ်ပါတယ်ဆိုတော့ဒီကာလအတွင်းမှာ BNB တွေ simple NM မှာထည့်ထားတဲ့သူတွေဆိုရင်တော့ hyper airdrop တွေရမှာဖြစ်ပါတယ်ပေးသွားတဲ့ airdrop ရဲ့နာမည်ကတော့ hyper link ဖြစ်ပါတယ် သူ့ရဲ့အကြောင်းကိုအသေးစိတ်သိချင်တယ်ဆိုရင်ကျွန်တော်တို့ဒီ asset ကလေး၃၀ကနေ more detail ဆိုတာလေးကိုနှိပ်လိုက်လို့ရတယ်။ဒါဆိုရင် hyperlink နဲ့ပတ်သက်တဲ့ announcement page လေးတစ်ခုထွက်လာလိမ့်မယ်။ဒီကြမ်းမှာဆိုရင် hyperlink က Binance ရဲ့ holder airdrop မှာမိတ်ဆက်လာတဲ့ project တစ်ခုဖြစ်ပါတယ်။15ခုမြောက်မိတ်ဆက်သွားတဲ့ project ပေါ့နော်။ snapshot ယူသွားခဲ့တဲ့အချိန်ဆိုရင်လည်းဒီမှာရှေ့မှာပြောခဲ့တဲ့အတိုင်းပဲ14ရက်ကနေ18ရက်နေ့အတွင်းမှာ snapshot ယူသွားခဲ့တဲ့ simple နဲ့မှာရှိနေတဲ့သူတွေကျွန်တော်တို့ log product လောက်ထားတဲ့သူပဲဖြစ်ဖြစ် flexible ပဲဖြစ်ဖြစ် airdrop ပေးသွားခဲ့တာဖြစ်ပါတယ်။ Binance မှာလည်းစပြီးတော့ trading လုပ်လို့ရနိုင်ပြီပေါ့နော်။ဒီ token ကို USDT, USDC, BNBNB, FTUSD, TRY ဆိုတဲ့ပေး၅ခုနဲ့ trading လုပ်လို့ရနိုင်ရဖြစ်ပါတယ်။ token ရဲ့နာမည်ကတော့ကျွန်တော်တို့ Hyperlink Hyper ဖြစ်ပါတယ်။ပြီးပြီဆိုရင် Genesis Total Supply အနေနဲ့ကတော့802 million Hyper token ရှိမှာဖြစ်ပါတယ်။ မဇီမာတိုကင်ဆပ်ပလိုင်းကိုတော့1ဘီလီယံဟိုက်ပါအနေနဲ့သတ်မှတ်ထားတာဖြစ်ပါတယ်။ဟိုရာအေဒရော့မှာပေးသွားခဲ့တဲ့တိုကင်ရီဝါကတော့စုစုပေါင်း Genesis Total Supply ရဲ့ကျွန်တော်တို့ဒီ Genesis 802 million hyper token ရဲ့2.49%ကိုပေးသွားခဲ့တာဖြစ်ပါတယ်။အဲ့တော့20 million hyper token တွေကို Hora Airdrop အနေနဲ့ပေးသွားခဲ့တာဖြစ်ပါတယ်။ပြီးတော့ Binance မှာ list ထားတဲ့အခြေရှိမဲ့ Circulating Supply အနေနဲ့ကတော့ 175.2 million hyper တုတ်ကေရှိမှာဖြစ်ပါတယ်။ဒါက27.83ရာခိုင်နှုန်းရှိမှာပေါ့နော်။ကျွန်တော် genesis တုတ်တဲ့ supply ရဲ့27.83ရာခိုင်နှုန်းအထိရှိတာဖြစ်ပါတယ်။ဆိုတော့ hyper lane နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို Binance ရဲ့ research report ကိုတော့ဖတ်လို့ရတယ်။လောလောဆယ်တော့ research report ကထွက်မလာတော့သေးဘူးကျွန်တော်ထင်တယ်။ဘာလို့လဲဆိုတော့ Binance ကအဲ့လိုတရက်နှစ်လောက်နောက်ကျတယ်ပေါ့နော်။အာရင်းတော့ကတော့ချက်ချင်းတင်ပေးပေးမယ်။အခုနောက်ပိုင်း Binance ကလည်းဟိုဒါ Azure တွေခဏခဏထုတ်ပေးရလို့လားမသိဘူးအဲ့ဒီ research report ကဖတ်ခြင်းဖတ်လို့မရအောင်နည်းနည်းလေးစောင့်ပေးရတယ်ဆိုတော့ Hyperledger ရဲ့အကြောင်းကိုသိချင်တယ်ဆိုရင်ကိုယ်တိုင် website တွေ white paper တွေကိုသွားဖတ်ကြည့်လို့လည်းရတယ်ကျွန်တော်တို့ကြည့်ရတလို့ဆိုရင် Hyperledger က blockchain တစ်ခုနဲ့တစ်ခုကြားထဲမှာ access တွေရွှေ့ပြောင်းမှုပြီးပြီဆိုရင် update fundy တိဆောက်ဖို့အတွက်ကျွန်တော်တို့ပေါင်ကူတရားပုံစံမျိုးဖန်တီးပေးထားတာဖြစ်ပါတယ်လောလောဆယ်မှာတော့ Hyperledger ကနေတစ်ဆင့် SVM နဲ့ Cosmo တို့ ZK စင်တို့လို့နဝပေါင်း190ကျော်အထိကို support ပေးထားတာကိုတွေ့ရတယ်။လူသုံးများတဲ့ကျွန်တော် Move တို့ Tune တို့ကိုတော့ support ပေးနိုင်မှုစူးစမ်းနေတယ်လို့သိရတယ်။လောလောဆယ်အထိတော့ support မပေးသေးဘူးပေါ့နော် support ပေးနိုင်မှုစူးစမ်းနေတဲ့အစ်စ်မှာပဲရှိသေးတယ်။ Hyperlink ကိုအသုံးချပြီးတော့ကျွန်တော် DeFi နဲ့မှာ network မတူလဲအလွယ်တကူငွေချေးတာတွေပြီးပြီဆိုရင်ဒီအတိုးယူတာတွေလုပ်လို့ရနိုင်မှာဖြစ်ပါတယ်။ပြန် NFT တွေကိုလည်း blockchain တစ်ခုထဲမှာတုံးလို့ရတဲ့ NFT မျိုးမဟုတ်တော့ဘဲနဲ့ ်ဘယ်ချိန်မှမဆိုသုံးလို့ရတဲ့ NFT ပုံစံတွေဖြစ်လာနိုင်တယ်။ဒါကြောင့်မလို့ developer တွေအတွက်ပို့ပြီးတော့လွယ်ကူလာနိုင်တယ်လို့ user တွေအတွက်လည်း blockchain တစ်ခုနဲ့တစ်ခုကြားထဲမှာခုံကျော်ပြေးလွှားနေကြမလို့တော့ပဲနဲ့ DeFi တွေကိုသုံးလို့ရလာမယ့်ပုံစံမျိုးဖန်တီးပေးထားတယ်ပေါ့နော်။ဆိုတော့ support ပေးတဲ့ chain တွေကိုကြည့်ကျင်နေဆိုရင်လည်းဒီနေရာတွေမှာလာကြည့်လို့ရတယ်ပေါ့နော်ပြီးရင်သူ့ရဲ့ DApp State ဘာတွေကို support ပေးထားလဲဆိုတာကိုလည်းလာကြည့်လို့ရတယ်ဒါကသူ့ရဲ့ website ဖြစ်ပါတယ်သူ့ရဲ့ website ကလည်းကျွန်တော်တို့ဒီ Binance ရဲ့ announcement page ကနေပဲသွားလို့ရတယ် project နဲ့ပတ်သက်တဲ့ link တွေကိုထည့်ပေးထားတာကိုတွေ့ရပါတယ်ဒါကတော့ Binance ရဲ့ Hora airdrop ကနေမိတ်ဆက်သွားခဲ့တဲ့ hyperlink ဖြစ်ပါတယ် hyper token တွေကို BNB Hora တွေ simple NFT မှာထည့်ထားတဲ့သူတွေကိုပေးသွားခဲ့တာဖြစ်ပါတယ်အဲ့တော့နောက်ထပ်လာမဲ့ Hora airdrop တွေရချင်တယ်ဆိုရင်တော့ကိုယ့်ရဲ့ BNB တွေကို simple NFT မှာသွားပြီးတော့ထည့်ထားမှပဲရမှာဖြစ်ပါတယ်ဒီတနည်းပဲရှိရပါတော့ simple NFT မှာ BNB တွေကိုထည့်ထားတဲ့ဆိုရင် Hora airdrop line လည်းရတယ်ကျွန်တော် launch pool line လည်းစိတ်ပူနေစရာမလို့ တခါတည်းသူ့ဘာသူ family လောက်ပေးတာဖြစ်ပါတယ်ဒါကိုလည်းကျွန်တော်ဒီဗီဒီယိုမှာ binance ကအတိုးရနိုင်တဲ့နီလန်းဆိုတဲ့ဗီဒီယိုမှာအပြည့်အစုံရှင်းပြပေးထားတယ်ဗောနော်ဒီဗီဒီယိုလေးကိုမကြည့်ရသေးဘူးဆိုရင်လည်းသွားကြည့်ဖို့တိုက်တော့ပါတယ် okay ဒါဆိုရင်တော့ဟိုရာ airdrop နဲ့ပတ်သက်လို့ကတော့ဒီလောက်ပါပဲဗီဒီယိုကိုစောင့်ကြည့်ကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်ခင်ဗျာအားလုံးပဲ trade တိုင်းမြင်ကြပါစေခင်ဗျာ